နှပါရှိပါတယ်အိနေကအဲ့တော့ဒီတတိယမင်္ဂလာကဘာလို့ဆိုတော့ဝိညောစာသူတေတိတော်ဟုတ်လားသူတေတိတော်ပေါ့ဆိုတဲ့ကြတော့ယောဂီယောစာအရှင်ဝိညာဉ်တရားတွေမင်္ဂလာတရားတရားကြီးတယ်ဒီနေ့မှာဝိညာဉ်ဆိုတာကဝိညာဉ်ဝိညာဉ်ဤဒီဝိညာဉ်ရောဆုံးမတဲ့လို့ဝိညာဉ်လို့ပြောတာဟုတ်ဆိုရပါလို့သွားလာလို့နေလို့နေလို့စောက်တော့ပြောလို့ဆိုတော့ ဒီလိုကြံဖို့အဆရှိတဲ့ဖြင့်ကိုယ့်ရဲ့ကာလမအမှုရာတွေကိုအပြည့်အဝအောင်မတူးရှိအောင်မတူးရဲ့ကိုယ်ရဲ့ပြောလဲဆိုတဲ့ကြည့်တဲ့ကြံတဲ့အောင်သင်ချမ်းပေးတာဒါပါလို့ဆိုတော့ဝိညာဝိညာဆိုတော့သူကဟိုဝိညာဝိညာပြိပတ်မှာလာတဲ့အသုံးလုံးနဲ့ပြောတာပေါ့သာသနာ့ကမှာလာတဲ့အသုံးလုံးနဲ့ပြောတယ်ဒါကိုသီလလို့ပြောရမှာပါပဲဟုတ်လားအဲ့တော့ဝိညာဝိညာကိုသင်ခြင်းတွေဝိညာကိုသင်ခြင်းတွေလဲလာဆိုတော့ သူတွေကဟောဝီကြီးဆိုတော့ကိုယ်နဲ့ဆိုင်မှာမဟုတ်ပါဘူးလို့ရှင်းအောင်ထင်မှာပေါ့နော်အဲ့တော့ဥိရိယနေရာမှာယဟန္တာတွေကဝီကြီးရှိတာမဟုတ်လူတွေမှာလည်းဝီကြီးရှိတယ်တဲ့လူတွေမှာပါဝီကြီးရှိတယ်လူရဲ့ဝီကြီးဆိုတာဘာကိုပြောတာလဲဆိုတော့ဥိရိယောနော်အာဂါရိကဝီဉ္ဇောဓမ္မသတ္တအကုသလကမ္မပဋ္ဌဝိရမေကလူလူရဲ့ဝီကြီးဆိုတာဘာကိုပြောတာလဲဆိုတော့ စေဝါသောအမှုတရာသမ္မတ္ထတရားတွေကိုရှောင်ကျင်ခြင်းကိုဒါတို့ရဲ့ဝိနည်းလို့ပြောတာတဲ့ဘာအမှုတရာသမ္မတ္ထတရားစေဝါကိုမလို့ရဘူးရှောင်ကျင်ခြင်းဒီအဲ့ဒါတွေရဲ့ဝိနည်းပဲဟုတ်လားဒီနေ့မှာအမှုတရာသမ္မတ္ထတရားစေဝါဆိုတာဘာကိုပြောတာလဲဆိုတော့ဒုတိယတရားစေဝါကိုပြောရပါနော်ဒုတိယတရားစေဝါကိုရှောင်ကျင်ခြင်းဒီအဲ့ဒါတို့ရဲ့ဝိနည်းပဲဒုတိယတရားစေဝါကိုမရှောင်ကျင်နိုင်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဝိနည်းနဲ့မကြည့်ရတဲ့လူပေါ့ ဒီမှာပြတဲ့ဘောတော်တို့ဝိညာဉ်နဲ့ဉာဏ်တော်တွေဆိုလို့ရှိရင်လူတွေကအပြစ်ပြောရတာမရှိဘူးလားရှိတယ်။အဲ့လိုပဲဒုနာပြတာလည်းတရားစီပါကိုပြုမယ်ဆိုရင်လည်းဒီလူသားကလည်းဝိညာဉ်နဲ့အညီတည်းနဲ့ဒုနာကိုဆွနိုင်လို့လားဆွနိုင်တယ်။အဲ့တော့ဒီတရားစီပါဆိုတာတော့ပြည့်တော်တော်တို့ကအောင်းနေမှာအကျံလေးရှိလာဖြစ်တယ်လို့ဖြစ်ပါတော့တသက်ဘုံဘုကာမိသူသုံးခုကာရကဟုတ်လားတော့တဲ့ဘုံရဲ့ကာဝိကြပေါင်းပြန်နေမှိုင်းနေဆိုရင် ဒါကြိုင်ကခုနဲ့သူ့ရဲ့ဝိနည်းကိုဖောက်ဖြစ်တယ်လို့ဆိုရမှာပေါ့ဟုတ်လားဒီတပိယောတိတို့ဝိနည်းကဘာပါလဲလေးပါဒေဂာလေးပါဟောပါလို့ဘုရားဝါဒကိုပြောမယ်ဂုံတရာကိုပြောမယ်ချက်ထဲတရားကိုပြောမယ်သိချင်းတဲ့တရားကိုပြောမယ်လို့ရှိရင်ဒါဝိနည်းလူတိုင်းကိုပြည့်ချင်တဲ့အတွက်ကသူ့ရဲ့ဝိနည်းကိုဖောက်ဖြစ်တဲ့သူသားပေါ့နော် နောက်ပြီးတော့မနောလိုတဲ့ကောင်ကပါရုံညာအဘိဓါအပြာပါဏအဘိဓါဒိဋ္ဌိဟုတ်ရလားအဘိဓါဆိုတာကသရဝပစ္စည်းကုပ္ပစီဖြစ်ခြင်းဟောသရဝပစ္စည်းကုပ္ပစီဖြစ်ခြင်းအမတရားလို့ခြင်းတဲ့တော့ဟုတ်လားပြာပါဏဆိုတာကသူများကိုဆင်းရဲဒီလိုလားပျက်စီးဒီလိုလားသူများရဲ့ပုံမှာကောင်းတဲ့စိတ်ကြီးပြင်းထန်တဲ့စိတ်ကြီးသစ္စာကိုသိရမှလည်းသူများရဲ့ဘဝတော့အပြတ်ဆုံးပြီးတော့ဘောင်းစီမွေးရင်လည်းအဲ့ဒါပါဟုတ်လို့ကြာပါလား ဟုတ်ရဲ့လားဒီမိစ္ဆာဒိဋ္ဌိဆိုတာကတော့အယူဆနဲ့ပါရတာလူလူလည်းလူရှိပါဘူးဒီလားဆောက်တည်လို့ရှိရှိပါဘူးဟုတ်လားကောင်းတာလို့လည်းကောင်းတာဖြစ်ခြင်းမှာဖြစ်မှာပါကောင်းတာလို့လည်းကောင်းတာဖြစ်ခြင်းမှာဖြစ်မှာပါဆက်ရှိနေခြင်းကံကြရဲ့အကျိုးကျေးဇူးတွေကိုပယ်ရှားပြီးတော့ဟုတ်လားအယူဆတွေဟောင်းရင်းနေတယ်ဆိုလို့ရှိရင်ကံမတော်ကအာရှင်းကျေလည်တရားတွေကိုလွန်ကျူးနေတာတရားချင်းသူ့ဝိညာဉ်ကိုဖောက်ဖြဲ့နေတာပေါ့ဟုတ်ကဲ့အဲဒါကြောင့်ပြည့်တဲ့ပေါင်းတော် ဝီဤဆိုတာပါလေဆိုလို့ရှိတယ်။ကိုယ်ကိုဒီပေါင်းရင်းကြီးအောင်အကျိုးရှိအောင်ဒီတဲ့တဲ့ပြောတဲ့ဆိုတဲ့တွေ့တဲ့အချက်တည်းဒီပေါင်းရင်းကိုဟိုတန်ဆုံးမနဲ့အဓိကချုပ်ပြီးတော့နားလည်တယ်လို့ပြောတယ်ပေါ့။လူတွေဒီလူမှနေနိုင်ရတယ်အဲ့ဒီစံတန်းနေရတယ်ဆိုတာဒီကံတော်အမှုရာတွေကိုပြုလို့ရင်းနဲ့စံတန်းနေရတာပါ။အဲ့လိုချင်လို့နေတဲ့သုံးဖို့ပြောချင်လို့နေတယ်သုံးဖို့အနည်းဆုံးတော့ သူရင်းနေတယ်ဆိုတာကိုရှင်းလို့လားရှင်းနော်အဲ့တော့ဒါကကုနဲ့လုံးချင်လုံးနေတယ်သူမဟုတ်ဝစီကကုနဲ့ပြောရင်ပြောနေတယ်သူမဟုတ်အနေနဲ့ဆုံးတော့ဘရောကကုနဲ့တွေ့ကျင်နေတာရှင်းလို့လားအဲ့ဒီဒါကကုဝစီကကုဘရောကကုတွေကအခြေခံမှုလို့လဲတန့်ရှင်းမှုလို့လဲစင်ကြယ်မှုလို့လဲစီးကမ်းရှိမှုလို့လဲပေါ့အဲ့ဒီကံတို့မှာကိုအခြေခံအောင်တန့်ရှင်းအောင်စင်ကြယ်အောင်နေခြင်းတည်နေတယ်လူသားတွေကဘာတွေ့ရဲ့ဝင်ကြီးကို ိုင်းရာတွေကကျက်တုံးနေတာလို့ပြောနိုင်မလားပြောနိုင်ဘူး။ဒါကတော့အစ်စ်အမြင်ဆုံးသူ့ရဲ့စီကံကိုပြောတာပါ။ဒီကနေ့မှာလူသားတွေနေတဲ့ခါမှာစင်ကြေဖို့အတွက်စီမံနေရေးဆိုတာရှိလို့လားရှိတယ်။ဘယ်လောက်မှာဘယ်လိုစီမံရှိရမလဲ။နော်။ဆရာပါလို့တန်ပြီးပြီဆိုလို့ရှိရင်ဥပဒေတွေပြဋ္ဌာန်းတာရှိလို့လား။အေးအဲ့ဒီဥပဒေတွေကတကယ်တမ်းကတော့ဒီဝိညာဉ်ကစီကံတယ်။ဟုတ်တယ်လား။အဲ့ဒီဥပဒေကိုဗလိုက်တာလို့ဆိုရင်ဥပဒေရဲ့အဖြစ်အပျက်ကိုလည်းခံရတယ်ပေါ့။ ခုဒီကိုလည်းဒါပေမဲ့ခုဒီပေါ်မှာနေမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှအသိချမ်းသာမှုရှိရမယ်ပေါ့။ဒါကြောင့်ဒီကောင်တော်တော်လို့ဝိပီစီကဥပဒေတရားတွေကိုနားလည်ထားခြင်းဒီမင်္ဂလာတရား။ဒီနေရာမှာမျိုးသူတိတ်ကြီးတော့ဝိယောသာသူတိတ်ကြီးတော့ဝိကြီးကိုသိခြင်းဒီမင်္ဂလာဆိုတဲ့နေရာမှာသိုံတယ်ဒီသိုံသိထားရုံနဲ့တော့မင်္ဂလာသာကြည့်လို့မဟုတ်ဘူး။ဟုတ်လား။အဲ့ဒီနားလည်ထားတဲ့သိထားတဲ့ဝိစီကံဒီဝိကြီးကိုလည်းနိုင်ငံကိုရှင်းလို့မလို့ ဲ့မှာဟိုဘာမှတတ်တဲ့နေရာကပြည်ုံပါပေါ့ဟုတ်ရလားအဲ့တော့ရဲ့နေရာကဟိုတင်ပြပေးတယ်သူများကကိုယ်ကိုကောင်းအောင်ပြင်ပေးတယ်ဆိုလို့ရှိရင်ကိုယ်ကလည်းလက်ဒါဒီဝိညာဉ်ရဲ့ပတ်သက်ပြီးတော့ဆုံးမနာလေးဆိုရင်ကိုယ်ကတော့နားလေလို့ပြောတယ်လက်ခံနိုင်လို့ပြောတယ်။ဟာလက်ခံနိုင်ဘူးဆိုလို့ရှိရင်ဒါလည်းတော့ဟောင်းအောင်ပေါ့ဟုတ်လား အဲ့တော့တည့်ရလို့မြင်တဲ့လူဆက်ကြတဲ့လူတွေကပြောလာတယ်ဆိုးလာတဲ့အခါမျိုးမှာကိုကအဲ့ဒါတွေကိုပြောတာပေါ့နော်ပြည့်ရည်ရမှာဟိုဆက်ကြတဲ့လူကပြောလာတဲ့အခါမှာလိုက်ခံချက်တော့အကျိုးရှိပါမလဲဆက်ဆက်တော်လေးမျိုးရှိတယ်အဲ့တော့စောပြန်းကြီးကဒီတော်ကြီးကစောပြန်းကြီးကိုပြောလာတာတတိယစောပြန်းကြီးကိုရည်ရွယ်ပြီးတော့ပြောနေတာနော်အဲ့ဒီအရင်စောကြီးရဲ့ အပိယိတရားသိစေတဲ့သာဝတိကတကယ်ကိုနိုင်ငံတော်သာဝတိမှာပညာရှိတွေပညာရှင်တွေလက်ချားခံရတဲ့သာဝတိအပိယတော်ကတော့လို့သက်ရှင်တဲ့ဒီနေရာပေါ့ပြီလားဆိုပြီးဒီကောင်ကိုကျွန်တော်ပြောစီတာဟုတ်လားအဲ့ဒီမှာမင်္ဂလာတရားတွေကိုအခြေအနေဆိုတဲ့အဖြစ်ဆိုတာရှိအဲ့ဒါလည်းကိုဝိညာဉ်သာဥဒိကိရောဆိုတဲ့မင်္ဂလာနဲ့ပတ်သက်ပြီးဆိုကြီးကကန္တာရဆက်ကိုထုတ်ပြန်တာလည်းအဲ့ဒီပါကန္တာရဆက်ကိုဒီလို ဒီကုသိုလ်ပါတော်ဥပ္ပိယတရားတော်ကြီးကတတိယခုမှာဟိုကန္တာရတိုင်းကြီးမှာအရှင်ဘုရင်ကြီးဖြစ်တယ်။ဟောတဲ့တတိယလာပညာကြီးမှာသိရင်သာတည်းရဲ့လာကိုကြည့်ရင်းနဲ့ဇုတိရဲ့လာမကိုခံလာချက်တယ်အဲ့ဒါကိုကြည့်ပြီးတော့မြင်ပြီးတော့ဘုရားတော်ဟာအတွေ့အကြုံမျိုးမျိုးနဲ့ဆက်ဆက်တွေးကြည့်ပြီးတော့ငါတို့များကိုဆုံးမနေလို့ကြိုးရှိပါဘူး။ငါ့ကိုယ်မှာကြည့်ရအောင်ဆုံးမလို့ရှိပြီးတော့ဒီတိုင်းကြီးရှိတဲ့စီးတွေ ပိုင်ဆိုင်တဲ့ပုဒ်တွေကပုံစွန့်ပြီးပြီးပေါ်လာတဲ့ပုဒ်တွေရှိတယ်။အဲဒီမှာတဏှာကရစ်တဲ့